Hi အားလုံးပဲမင်္ဂလာပါအာကျွန်တော်ရဲ့ဒီ YouTube channel ဒီ series လေးမှာဆိုလို့ရှိရင်ဒီအာကာသနဲ့သိပ္ပံပညာနဲ့ဆိုင်တဲ့အကြောင်းအရာတွေကိုအာလူတိုင်းနားလည်နိုင်တဲ့ရိုးရိုးရှင်းရှင်းစကားလေးတွေနဲ့တုံးပြီးတော့တဖြည်းဖြည်းနဲ့ရှင်းပြပေးသွားမှာမလို့စိတ်ဝင်စားစရာခါဖြစ်အောင်လည်းရှင်းပြပေးသွားမှာမလို့ကြိုက်နှစ်သက်တယ်ဆိုလို့ရှိရင်တော့ like နဲ့ subscribe လေးလုပ်ပေးဖို့အတွက်ပထမဆုံးမိတ္တရက်ခံပါရခင်ဗျာဟုတ်ပြီเนาะအဲ့တော့ ဒီစัจ java လာအာကတအကြောင်းတွေပြောရမယ်ဆိုလို့ရှင်ပထမဆုံးမပြောမဖြစ်မသိမဖြစ်သိရမယ် concept တစ်ခုကတော့ဘာလဲဆိုလို့ရှင် like dia လို့ခေါ်တဲ့ link နဲ့အကြောင်းပေါ့နော်ကျွန်တော်အထက်တန်း core နဲ့ခရေရအတင်းတယ်တင်မိမဲ့အလားတော်တော်များများဒါမေ့သွားတာလေးရှိရဲသူမဟုတ်သေးချာသဘောမပေါက်လိုက်တာလေးရှိအခုချိန်ထိဒါမြန်မာပြည်မမမဟုတ်ဘူးနိုင်ငံတကာမှာစာလူရီရန်စာမျိုးစုံနေကြမှာဒါကိုသဘောကောက်ကောက်မပေါက်တဲ့ဟာလေးရှိရပေါ့နော်အဲဆိုလို့ရှင်ဥပမာအဲကိုရီးယားတရှင်းနေပါလိမ့်နားထောင်တယ်ဆိုလို့ရှင်ဥပမာအဲနင့်ကိုတွေ့ရဖို့အတွက်အဲ link နှစ်တစ်ခုတောင်ကြားတယ် အာနှင့်ကိုစောင့်တော့အရင်ကြာလွန်ကြီးအလင်းနှင့်90လောက်ရှိတယ်။ဆိုပြီးဒီလိုမျိုးတွေပြောတယ်ပေါ့နော်။မှန်သလားဆိုလို့ရှင်လုံးဝလုံးဝတတ်တဆင်လွဲပါတယ်။ဘာဖြစ်လို့လဲဆိုလို့ရှင်အလင်းနှင့်ဆိုတာဟာအချိန်မဟုတ်လို့ပါနော်အလင်းနှစ်ဆိုတာဒီအကွာအဝေးကိုပြောတာပါအချိန်ကိုပြောတာလုံးဝမဟုတ်ပါဘူးနှစ်လို့ရေအားနှစ်လို့သာပါနေတာ it is not a unit of time it's actually a unit of distance အကွာအဝေးကိုပြောတာပေါ့နော်ဒါနံပါတ်1အနေနဲ့သိရမယ့်အချက်ပေါ့နော်ဟုတ်ပြီဒါဆိုလို့ရှင် one light year ဒါမှမဟုတ် light year ဆိုတာကအကွာဝေးကိုပြောတာဆိုရင်ဘလောက်ဝေးတဲ့အကွာဝေးကိုပြောတာလဲဘလောက်ဝေးတဲ့အကွာဝေးကိုကြည့်ရွယ်တာလဲဒါအောင်ဆက်ပြီးတော့ဆက်ဆွေးနွေးမယ်ဆိုရင်ဒါအောင်နားလည်ဖို့အတွက်ဘာသိဖို့လိုလဲဆိုရင် speed of life အလင်းရဲ့အလျင်ဆိုတာသိဖို့လိုတယ်အလင်းကဘလောက်မြင်မြန်သွားနေလဲတနည်းအားနေတနည်းအားကိုအဲသွားဖို့အတွက်အချိန်ဘလောက်ယူလဲတစ်စက္ကန့်တွင်ဒါမှမဟုတ်တစ်မိနစ်တွင်မှာအလင်းကဘလောက်အကွာဝေးကြီးသွားလဲဒါအောင်ကျွန်တော်တို့ဆက်ပြီးတော့ဆွေးနွေးရမယ်နော်ဒါဆိုလို့ရှိရင် light က3 into 10 to the power 8 meter per second တစ်စက္ကန့်မှာ သုံးနောက်မှာ38လုံးမီတာသွားတယ်။ဒါအောင်နားလည်လွယ်အောင်ပူပြီးပြောမယ်ဆိုရင်သုံးနောက်မှာ35လုံးကီလိုမီတာသွားတယ်။ဒီထက်ပူပြီးနားလည်အောင်ပြောရင်တစ်စက္ကန့်မှာကီလိုမီတာ3000သွားတယ်ပေါ့နော်။ဒါဟုတ်ပြီဒါပေမဲ့ကီလိုမီတာ3000ဆိုတာဘယ်လောက်ဝေးလဲဒါကျွန်တော်တို့သိမှရမယ်မှန်းကြည့်ခန်းစားနိုင်မှရမယ်ပေါ့เนาะအဲ့တော့ကီလိုမီတာ3000ဆိုတာဘယ်လောက်ဝေးလဲဆိုရင်လေဒီမှာကျွန်တော်တို့ဒီကဘာကြီးကိုကြည့်လိုက်ဒီမှာ equator ကြီးဟုတ်တယ်เนาะ equator ဆိုတာဒီခလေကောင်ဒီဟိုဟာဟိုဟာတုပ်ဆုံနေတာပေါ့เนาะ ဒီပတ်လေအနာကိုလိုက်ကတာပတ်ခဲ့မယ်ဆိုရင်အမှန်တော့မပတ်ဘူးလို့လိုက်ဆိုတာပဲ straight line ဖြောင်းတိုင်းပဲသွားတာဒါပေမဲ့ပတ်ခဲ့မယ်ဆိုရင်တစက္ကန့်မှာဘယ်တော့ပတ်နိုင်လဲဆိုလို့ရှိရင်ခဏပတ်ခွဲတီတီပတ်နိုင်တယ်အဲ့လောက်ထိလိုက်ကညံကီလိုမီတာ3000ဆိုတာအဲ့လောက်ပမာဏရှိတယ်ဒါဟာကိုခဏပတ်ခွဲပတ်နိုင်တယ်ကျွန်တော်စဉ်းစားကြည့်ပေါ့နော်ဟလာဦးအာရှတိုက်ရနေဦးရောပတိုက်ဦးရောပတိုက်ကနေပြီးတော့အမေရိကတိုက်ဒါမျိုးလေရင်နဲ့သွားတယ်ဘလောက်ကြာငါရင်နဲ့ကြည့်ပြီးကြားတယ်ဟိုကဘာဖြစ်လဲ like က1 second ခဏပတ်ခွဲ1 second နောက်တစ်ခဏပတ်ခွဲ2 second 15ပတ်ပတ်ပြီးအဲ့ဒီလောက်ထိမြင် ဟုတ်ပြီအဲ့တော့မြန်တော့အဲ့လောက်မြန်တဲ့ speed နဲ့ light ကသွားတာဟုတ်ပြီကျွန်တော်တို့ဒီစက်ကြဝါလာမှာရှိတဲ့အရာဝတ္ထုတွေစီဟာလာကြယ်လေးလားတွေစီဘလောက်ကြာလဲဒါကိုကျွန်တော်တို့ဆက်ပြီးတော့တွေးကြည့်မယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့မြင်မြင်နေရတဲ့ညဘက်မှာမြင်မြင်ရတဲ့လလကိုရောက်ဖို့အလင်းရောင်ဒါမို့လကအလင်းရောင်ကဘာကိုရောက်ဖို့ဘလောက်ကြာလဲဆိုလို့ရှင်1.25 seconds တစ်စက္ကန့်နဲ့တစ်စိတ်တည်းတည်းကြာတယ် ောက်ပြီးဒါဆိုနေရောနေရဆိုရင်လာထက်အများကြီးဝေးတယ်အစပေါင်း400ပူဝေးတယ်အဲဆိုရင်နေရအလင်းရောင်ဒီကိုရောက်ဖို့တော့ဘယ်လောက်ကြာလဲဆိုလို့ရှင်10မိနစ်နဲ့စက္ကန့်20ကြာတယ်10မိနစ်ကျော်ကြာတယ်ရောက်ဖို့ဆိုတာဟုတ်ပြီဒါဆိုကျွန်တော်နေဆက်ကြပါလားမဂျိုးတွေအများကြီးရှိတယ် Mercury Venus Earth အဲ Mars, Jupiter, Saturn, Uranus, Neptune ဒီဂျိုတွေအကုန်လုံးရှိတယ်ပေါ့အဲ့ဆိုအဝေးဆုံးဂျိုကျွန်တော်အဝေးဆုံးဂျိုဆိုရင်အဲ Neptune ပေါ့နော် Neptune ရဲ့ဟိုးဘက်သူ့ရဲ့ Neptune ကြီးရဲ့ပတ်လမ်းကြီးရဲ့ဟိုးဘက်ထိတ်နေဒီဘက်ထိတ်ပြီးရောက်ဖို့အတွက် line ကဘယ်လောက်ထိကြာလဲဆိုလို့ရှင်၄နာရီကျော်ကြာတယ်ဒါကျွန်တော်၄ဆက်ကြာဝလာရဲ့အပြင်ဆုံးရောက်နေတဲ့ဂျိုပဲဟာဟုတ်ပြီကျွန်တော်၄ဆက်ကြာဝလာကိုကျော်ပြီးတော့ထွက်မယ်အနီးဆုံးကျဲ ဟုတ်တယ်နော်အဲကျဲဆိုလို့ပြောအောင်ကျဲဆိုရိအကုန်လုံးကဒါနေနေပဲနော်အဲ့တော့ကျွန်တော်တို့နေဟာလဲကျဲတစ်လုံးပဲဒါကိုကျွန်တော်လက်မခံတဲ့သူတွေရှိတယ်ဒါတွေနောက်ပိုင်းအပီဆိုဒ်တွေမှာထည့်ပြီးရှင်းပြပါမှာပေါ့နော်အဝေးဆုံးကျဲလို့ proximal century လို့ခေါ်တယ်အဲ့ဒီကျဲကိုအလင်းအောင်ရောက်ဖို့အတွက်ဘယ်လောက် ကြာလဲဆိုရင်၄နှစ်ကြာနော်4 light like years ကြာတယ်အဲ့ဒါဆိုခုန light year ဆိုတဲ့ concept ကိုပြန်သွားမယ်ပေါ့နော်အခုနတစ်စက္ကန့်မှာကီလိုမီတာ3000သွားနိုင်တယ် အဲ့ဒါကို60နဲ့မြောက်တမိနစ်ရောက်မဲ့ခင်ကြီးနောက်ထပ်60နဲ့ထပ်မြောက်တနာကြီးနောက်ထပ်24နဲ့ထပ်မြောက်တရက်စာအဲ့ဒါကိုနောက်ထပ်365နဲ့မြောက်တနှစ်စာအဲ့ဒီတနှစ်စာအကွာအဝေးကိုဘာခေါ်လဲဆိုရင်ကျွန်တော် light year လို့ခေါ်တယ် one light year ဆိုရင် one light year ဆိုတာဘာလဲဆိုတော့ distance 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 not time 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 yeah it's a distance အကွာအဝေး light တနှစ်တိတိသွားလို့ရောက်တဲ့အကွာအဝေးကိုခေါ်တယ်ဟုတ်ပြီနော်အဲ့ဆိုဟဲ့နင့်ကိုတွေ့ဖို့အတွက် one light year ကြာတယ် no ဒါဒီလုံးဝမှားပြောရှင်နင်းနဲ့ငါနဲ့1 night ကြီးရဝေးတယ်အဲဒါမျိုးပြောရင်မှန်တယ် sorry အာ light year ဆိုတာ distance အကွာဝေးကိုပြောတာဟုတ်နောက်တစ်ခုဒီစက်ကြဝဠာနဲ့ပတ်သက်ပြီးတော့ဟာလာပြောပြရမယ်နောက်ထပ် concept တစ်ခုသဘောတရားတစ်ခုကတော့ဘာလဲဆိုရင်ကျွန်တော်တို့ဒီစက်ကြဝဠာမှာမော့ကြည့်လိုက်လို့မြင်မြင်နေရတဲ့နေတွေလတွေကျယ်တွေတစ်ခုမှပစ္စုပန်မှာရှိနေတဲ့ဟာတွေမဟုတ်ဘူးကျွန်တော်တို့ဒီအတိတ်ကဟာတွေ နော်ဒါအဲနည်းနည်းသဘောပေါက်ခက်တဲ့ concept တကူဘာလို့အတိတ်ကဟာတွေမြင်နေလဲဆိုရင်အလင်းရောင်ကတို့ဆီကနေရောက်ပြီးကျွန်တော်တို့တို့ဆီကထွက်ပြီးကျွန်တော်တို့မျက်လုံးထဲကိုဝင်ဖို့အတွက်အချိန်တစ်ခုကြာကျွန်တော်ခုနပြောသလိုလာပေါ်ကအလင်းရောင်ကျွန်တော်တို့ဆီကိုရောက်ဖို့အတွက်တစ်စက္ကန့်ကျော်တစ်စက္ကန့်နဲ့တစ်စိတ်ကြာ1.25 seconds ဆိုရင်ကျွန်တော်တို့မော့ကြည့်လိုက်တယ်မြင်မြင်နေရတဲ့လာတယ်လုံခဲတဲ့တစ်စက္ကန့်ကလာကိုမြင်နေတာဖြစ်တယ်အလားတူပဲဒီမှာမြင်နေရတဲ့နေကြီးဆိုလို့ရှိရင်ဥပမာ ဘာဖြစ်လဲဆိုလွန်ခဲ့တဲ့10မိနစ်ကျော်လောက်ကအာနေကိုကျွန်တော်တို့မြင်နေတာဖြစ်တယ်အခုပစ္စုပန်နေမြင်နေတာဟုတ်ဘူးအဲ့လိုပဲအာကြည့်ကြည့်လိုက်လို့အဲကျယ်တွေကျယ်တွေဆိုရင် like years ချီပြီးဝေးတယ်အချို့ကျယ်တွေဆိုလို့ရှင် millions like year ဝေးတယ်ဆိုအဲ့ဒီကျယ်ကိုကျွန်တော်တို့ကြည့်နေတဲ့အချိန်မှာတကယ်တော့လွန်ခဲ့သော millions of year နှစ်သန်းပေါင်းများစွာကျယ်ကိုမြင်နေတာဖြစ်တယ်တကယ်တော့အဲ့ဒီကျယ်ကလွန်ခဲ့အနှစ်ထောင်လောက်ကသေဝိုင်းလာသေဝါခဲ့မယ်မရှိချင်မှလည်းရှိတော့မယ်ဒါပေမဲ့အခုထိကျွန်တော်တို့မြင်နေတော့မယ်ဟုတ်ပြီအဲ့တော့ကျွန်တော်တို့အခု ဒီကဲပစ်စုပ်ပန်ကြီးလက်ရှိအခြေကြီးမှာမော့ကြည့်ပြီးတော့မြင်နေရတဲ့ဟာယူဒါပစ်စုပ်ပန်အဟာမဟုတ်ပါဘူးအတိတ်ကဟာပါလို့ပြောရင်ဆိုတော့အချို့တွေကလက်မခံနိုင်ဘူးလက်ခံဖို့ခက်ခဲတယ်ခက်ခဲတာလေဒါသဘောပေါက်လွယ်တာပေါ့နော်ဘာဖြစ်လို့လဲဆိုတော့ဒါဟိုလူတွေဒါအတိတ်ကိုမြင်နေရတယ်လက်ရှိမှာဆိုတာခံစားလို့သိမရဘူးနော် ဒါဆိုရင်ကျွန်တော်တို့ကဘယ်လိုဥပမာနဲ့ပြောလို့ရလဲဆိုရင်အကယ်တရားနဲ့တရားနဲ့ဗီဒီယိုအင်တာနက်ကောခေါ်တယ်။အဲဟာအင်တာနက် connection မကောင်းလို့ဒီလေးဖြစ်နေတာမျိုးကြုံမှုကြမှာပဲ။အဲဒါဆိုလို့ဘာဖြစ်လဲ။ကိုမြင်နေရတဲ့လူဟုတ်လား။ဟိုဘက်ကကိုမြင်နေရတဲ့လှုပ်ရှားမှုတွေကုန်တော့ပါဆိုလွန်ခဲ့တဲ့5စက္ကန့်အားလေးဖြစ်ချင်းဖြစ်မယ်။ဒီထက်ပိုပြီးတော့အဲထင်ရှားတဲ့ဥပမာပေးရမယ်ဆိုရင်ဒါကျွန်တော်တို့အာတော်တော်များများလည်းသိကြမှာပါဟုတ်လား။ဟိုမိုးရွာတဲ့နေ့ပါလေကွင်းထဲထွက်သွားတယ်။ဖလပ်ဖလပ်ဆိုပြီးလျှက်စစ်လက်လိုက်တယ်။ ာရစီးလက်ပြီးပါဖြစ်လဲနောက်3 4စက္ကန့်လောက်နေတဲ့ခါမှာမိုးချိန်တန်ကြာဒါပေမဲ့အားလုံးနားလဲတယ်ဒီဒီရစီးလက်တဲ့အလင်းနဲ့ဒီမိုးချိန်တန်တွေကတစ်ချိန်တည်းမှာပဲတိမ်မောမှာဖြစ်ခဲ့တဲ့ကိစ္စဒါပေမဲ့ကျွန်တော်တို့စီရောက်တဲ့ခါမှာအလင်းကအဲအရမ်းမြန်တယ်ခုနပြောသလိုပဲတစ်စက္ကန့်မှာခဏပတ်ခွဲပတ်နိုင်တယ်ဒါပေမဲ့အတန်းကအရမ်းကြာတယ်ဆိုတော့ကျွန်တော်တို့စီရောက်တဲ့အချိန်မှာအလင်းကိုအရင်မြင်ရပြီးတော့မှ9စက္ကန့်လောက်နေမှအတန်းကိုကြာတယ် မိုးချိန်တန်ကြားရတယ်ပေါ့ဒါဆိုရင်ကျွန်တော်တေချာပြန်စဉ်းစားကြည့်နော်ကျွန်တော်ပြောကြည့်မယ်ဒါဆိုအဲ့ဒီမိုးချိန်တန်ကြားနေတဲ့သူဟာတကယ်တော့ပစ်စုံပန်ကြားနေတာလားအတိတ်ကိုကြားနေတာလားဒါကျွန်တော်မေးရတယ်တကယ်တမ်းဆိုရင်လွန်ခဲ့တဲ့5စက္ကန့်အတိတ်ကအပန်ကိုကြားနေတာ အဲ့တော့ဒီလိုမျိုးပစ္စုပ္ပန်ကအတန်မဟုတ်ဖဲနဲ့အတိတ်ကအတန်ကိုကြားတယ်ဆိုတော့ဟလာသဘောတရား concept ကိုလက်ခံနိုင်နေဆိုရင်အတိတ်ကိုမြင်နေဆိုတာလက်ခံရမယ်ဟလာအခုနောက်ကတော့ဟုတ်တယ်တိန်ဆိုတာကတလာကဘာပီကြီးနဲ့ကန့်နေတဲ့နေရာမှာရှိတာရှိတယ်ဆိုတော့အလင်းရောင်တွက်ကတော့ချက်ချင်းနှီးပါရောက်တယ်အဲအတန်ကတော့အရင်ကြားတယ်၄-၅စက္ကန့်နောက်ကြားတယ်ဟောလို့ဆိုတော့ကျွန်တော်ကြားတာဟာအတိတ်ကိုကြားတာအလားတူပဲဒီဟာနဲ့အရင်ကြီးဝေးတဲ့လဟလာအစာပေါင်းအများကြီးဝေးတဲ့လကအလင်းရောင်ကိုရောက်တဲ့ချိန်မှာအရင် like ကလည်း သူ့အတွက်အချိန်တစ်ခုပေးပြီးမှရောက်တဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ကလင်းကိုမြင်နေတဲ့အချိန်မှာအတိတ်ကိုမြင်နေတယ်တကယ်တော့ကျွန်တော်တို့ဒီလကိုကြည့်လိုက်တိုင်းလွန်ခဲ့တဲ့10စက္ကန့်အလကိုမြင်နေတယ်10စက္ကန့်ကျော်နေကိုကြည့်လိုက်တိုင်းကျွန်တော်တို့လွန်ခဲ့တဲ့10မိနစ်ကနေကိုမြင်နေတယ်အဲ့လိုပဲကြယ်တွေကိုကြည့်လိုက်တိုင်းလွန်ခဲ့တဲ့နှစ်ပန်းပေါင်းများစွာကြယ်တွေကိုမြင်နေတယ်အဲ့တော့ဘာကိုပြောလဲဆိုလို့ရှင်ဟာလာ proxima centauri အလင်းနဲ့လင်းနှစ်กว่าတဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ဒီအဲ့ proxima centauri ကျယ်အခုမြင်နေရပြီမဲ့တကယ်တော့အဲ့လွန်ခဲ့တဲ့လင်းနှစ်ကကြယ်ကိုမြင်နေရတာဖြစ်တယ် အလားတူပဲဟာတခြားကျယ်တွေဆိုပိုဝေးတယ်အလားအလင်းနှစ်ကြာချီအလင်းနှစ်ထောင်ချီပန်းချီမီလီယံသာမို့ပန်းထောင်ချီအကွာဝေးရှိနေတဲ့ကျယ်တွေကိုလည်းကျွန်တော်တို့ကဒါမြင်နေရတယ်ဆိုတော့ပြန်တွေးကြည့်လိုက်ရင်သူအရန်ဆန်းကျယ်တယ်အရန်လည်းစိတ်ဝင်စားဖို့ကောင်းတယ်ဆိုတော့ကျွန်တော်တို့ပစ်ဆုပ်ပန်းမှာတန်းကြည့်လိုက်လို့ဟာမြင်ရတဲ့ကျယ်အများကြီးဟာတကယ်တော့တစ်ချိန်တည်းကကျယ်တွေကိုကျွန်တော်မြင်နေတာမဟုတ်ဘူး တော့ဘာဖြစ်ဆိုဝေးလေလေအပူအတိတ်ရောက်လေလေဝေးလေလေပူအတိတ်ရောက်လေလေတကယ်တော့အဲ့ဒါလိုဖြစ်နေတာအဲ့တော့ဥပမာဆိုကြပါလွန်ခဲ့တဲ့နှစ်အလင်းနှစ်90ဟလာအလင်းကကျဲတလုံးပဲဆိုကြပါစို့သူစီကအလင်းရောင်ရောက်ကိုကျွန်တော်စီ290ကြားတယ်ဆိုရင်ကျွန်တော်တို့အဲ့ကျဲကိုမြင်နေရတာဒီလွန်ခဲ့တဲ့နှစ်တန်းပေါင်း90ရာကျဲကိုမြင်နေရတကယ်တော့လွန်ခဲ့တဲ့နှစ်တန်းလောက်မှာအဲ့ကျဲရာကျဲကျဲအဲ့ကျဲရာကျွေချင်းကျွေနေတပြီတကယ်တော့တေးချင်းလဲတေးနေပြီမသိဘူးမသိဘူးကျွန်တော်တို့ဘလုံးနီးနေမှာမသိနိုင်ဘူးအဲ့ဒီအချိန်လောက်စောင့်ပြီးတော့မှဟိုသိနိုင် အဲ့တော့ဒီဒီမြန်မာ night time မှာကြည်လိုက်လို့မြင်နေရတဲ့ပကြီကားတစ်ချက်ကြီးဆိုတာတကယ်တော့အချိန်တစ်ချိန်ထဲမှာဖြစ်နေတဲ့အရာဝတ္ထုတွေကိုဆွဲထားတာမဟုတ်ဘဲနဲ့တကယ်တော့အမတူညီတဲ့အချိန်တွေရမတူညီတဲ့အချိန်တွေမတူညီတဲ့အတိတ်တွေရနေလာတဲ့ဟာတွေအကုန်လုံးတပြိုင်နက် screenshot အနေနဲ့ထင်ဟန့်နေတယ်။ဘာဖြစ်လဲဆိုလို့ရှင်အဲ night sky ပေါ့နော်ဒါလိုအရင်စမ်းကြည့်